အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကိုယ့်ရဲ့ Facebook account နာမည်ချိနီကိုပြပေးမှာပဲဖြစ်ပါတယ်ကဲစလိုက်ကြရအောင်ပထမဆုံး Facebook ထဲကိုဝင်မယ်ပြီးရင်ဒီနေရာလေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီဆက်သွားပုံစံလေးကိုနှိပ်လိုက်မယ် See more in account center ပေါ်နှိပ်လိုက်မယ် profile ကိုနှိပ်လိုက်မယ်။ဒီ Facebook ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်။ name ကိုနှိပ်လိုက်မယ်။ကဲဒီနေရာမှာကိုယ့်ရဲ့နာမည်ကိုကိုယ်စိတ်ကြိုက်ကြောင်းရပါမယ်။အရှိနာမည်၊ခလင်နာမည်ပြီးတော့အနောက်နာမည်တချို့ကြတော့လည်းအရှိနာမည်နဲ့အနောက်နာမည်ပဲထည့်တယ်။ကိုယ်စိတ်ကြိုက်လုပ်ကြည့်ပါ။ ပြီးရင် review change ကိုနှိပ်ကြည့်ပါဒီမှာကိုယ့်ရဲ့နာမည်ကိုကိုပေါ်စေခြင်းနဲ့အစဉ်အတိုင်းရွေးပါတတိထားရမှာကယခုဖော်ပြထားတဲ့စီကတ်မှာတော့ရက်60အတွင်းပြောင်းလို့မရပါဘူးเนาะဒါပေမဲ့ရက်60အတွင်းပြန်ပြောင်းလို့ရတဲ့နည်းကို နောက်ဗီဒီယိုတစ်ခုနဲ့ပြပေးပါမယ်ပြီးသွားတဲ့အခါကျရင် save changes ကိုနှိပ်ပါ အဆင်ပြေမပြေတစ်ချက်ကြည့်လိုက်ကြရအောင်။ Okay ဟိုးအနောက်ကိုပြန်ထွက်ပြီးတော့ Okay ကိုယ့်ရဲ့နာမည်လေးကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်။မပြောင်းသေးဘူးဆိုရင်အောက်ကို scroll လုပ်ပြီးတော့ refresh လုပ်ကြည့်မယ်နော်။ Okay ရသွားပါပြီ။ Okay ရက်90အတွင်းပြေးပြောင်းမှမပြောင်းလဲဘူးဆိုတာသိကြသွားအောင်နာမည်ချိန်ရဲ့နေရာကိုအစကပြရတဲ့အတိုင်းတက်ဆင့်ခြင်းပြန်သွားကြည့်ကြရအောင်။ ။အော်โอเคနော်ဒီမှာရက်ကိုးဆက်တွင်ပေးမပြောင်းပါဘူးနော်ဒီကျမအခုပြပေးတဲ့နီလန်းကရက်ကိုးဆက်အတင်းပေးမပြောင်းမှုပေါ့နော်ရက်ကိုးဆက်အတွင်းပြောင်းလဲလို့ရတဲ့နီကိုနောက်ဗီဒီယိုတစ်ခုနဲ့ဖော်ပြပေးသားပါမယ်နော်ဒီလိုနှိပညာတွေကိုလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းဖော်ပြပေးတဲ့ဗီဒီယိုတွေကိုသဘောကျရဆိုရင် ကျမတို့ရဲ့ရွှေစည်းွက် channel လေးကို subscribe follow နဲ့ဗီဒီယိုလေးကို like share ပေးသွားကြပါဦးနော်ရွှေနှင်းချမ်းညကြပါစေရှင်